အပိုင်းလေးဆက်မှာတော့ရှင်းကစာကာမိုတိုရဲ့ဆိုင်မှာဈေးကူရောင်းပေးနေခဲ့ပါတယ်။ပြီးတော့သူကအားလက်ချိန်မှာမနေ့ကစာကာမိုတိုလို့တော်တာကအရန်မတ်တယ်လို့ပြောနေခဲ့ပါတယ်။ဒါအပြင်တွတ်တွတ်လပ်လပ်နဲ့အားလုံးကိုရှင်းပြလိုက်တာကိုသဘောကျမိရဲ့လို့ပြောပါတယ်။ဒါကိုကြောက်ရတဲ့အောက်ကသူမရဲ့ခင်မုန်းဘက်ကိုလှည့်ပြီးရှင်းရင်လို့လူသက်သမားပြန်လို့ဖို့တော့မဟုတ်ပါဘူးလို့မိလိုက်ပါတယ်။ဒါကိုကြောက်ရစာကာမိုတိုကချက်ချင်းပဲသူ့ရဲ့ခေါင်းကိုခါပြလိုက်ပါတယ်။ ။အဲ့ဒီချိန်အောက်ကတော့ဆာကာမူတိုကိုမိသားစုစီမင်းကိုဖောက်ပြရင်ကွာရှင်းမယ်လို့ပြောတာကြောင့်ဆာကာမူတိုကတူလုံတက်ဖူးလို့ပြောလိုက်ပါတယ်။ဒါကိုကျောင်းရှင်ကမနေ့ကပဲအများကြီးတထားတယ်လို့ပြောတော့ဆာကာမူတိုကအသေးနိုင်လို့ပြန်ရှင်းပြခဲ့ပါတယ်။အောက်ကတော့ခေါင်းညိလိုက်ပြီးစီကံမဖောက်ရင်ပြီးရပဲလို့ဆိုက သူမရဲ့လက်ကိုဆက်လုံနေခဲ့ပါတယ်။အဲ့ချိန်ရှင်ကစာကာမူတိုကိုမိသားစုစီကံကဘာလို့လိုမေးလိုက်ချင်းစာကာမူတိုကသူ့ကိုစိတ်ကူးနဲ့ချက်ချင်းတတ်လိုက်ပါတယ်စိတ်ကူးထဲမှာတတ်ခံလိုက်ရတာကြောင့်ရှင်ကအဟွင့်နေခဲ့ပါတယ် အရင်နောက်ရှင်ကစာကာမူတို့နဲ့တူတရုတ်တန်းအောင်လိုက်လာခဲ့ပါတယ်။ကျယ်ဝန်းတဲ့တရုတ်တန်းအောင်ကြီးကရှင်ကအံ့ဩနေပြီးသူကစာကာမူတို့ကိုဒီလိုဘလာလောက်တော်လေးလို့မေးနေခဲ့ပါတယ်။အရင်မှသူကအသားပေါက်စီဝင်နေတဲ့စာကာမူတို့ကိုမြင်သွားပြီးဒါဝဝဲဖို့ဒီထိလာခဲ့ရလားလို့မေးလိုက်ပါတယ်။စာကာမူတို့ကတော့ရှင်ရဲ့စကားကိုဂရုမစိုက်ဖဲသူကအောက်ရို့တော်လေးဝဲပြီးပြီလို့ပြောလိုက်ပါတယ်။ဒါကိုကျတော့ရှင်ကစာကာမူတို့ရဲ့မိသားစုကိုလေးနက်ထားတဲ့ပုံစံကိုသဘောကျနေခဲ့ပါတယ်။ အရင်နောက်မှာတော့သူတို့ကပြန်လာခဲ့ကြပြီးလမ်းမှာပေါ်ဘက်ကနေပြင်းမောက်မှန်ရင်ကွဲရတန်တဲ့တူရှောင်းတန်းကခုံချလာခဲ့ပါတယ်။သူမကစာကာမတိုတို့ကိုသူမရဲ့လမ်းပေါ်ကနေဖဲဖို့ပြောပြမိနောက်ကျသွားပြီးသူမကစာကာမတိုရဲ့အပေါ်ပြုတ်ကျသွားခဲ့ပါတယ်။ဒါကြောင့်ပေါ့စီတွေကပျက်စီးသွားခဲ့ပြီးရှင်းကဖုံတွေကိုဖယ်ပေးခဲ့ပေမဲ့ပေါ့စီကလုံးဝမကောင်းတော့ပါဘူး။အဲ့ဒီချိန်ရှောင်းတန်းရဲ့အနောက်ကလူလူစုကလိုက်လာပြီးသူမကိုဖမ်းမလို့ခဲ့ပါတယ်။ဒါပေမဲ့ကောင်မလေးကဖမ်းခံပေပြန်ခံချနေခဲ့ပါတယ်။ ။ဖမ်းမာရရှင်ကဒါရီကိုကြည့်နေပြီးစာကာမူတိုကတော့ပေါ့စီမရှိရောလို့ငိုနေမဲ့သမီးဖြစ်သူကိုတွေးနေခဲ့ပါတယ်။ဖမ်းမာလည်းရှောင်းတန်းကအားလုံးကိုတိုက်ခိုက်နေခဲ့ပါတယ်။ဒါပေမဲ့ခဏကြာမှတော့သူမကဖမ်းခံလိုက်ရပြီးလူတယောက်ကရှောင်းတန်း truck ကိုဓာတ်နဲ့ထိုးဖို့စူးစမ်းခဲ့ပါတယ်။အဲ့ဒီချိန်စကားမူရောကဓာတ်ကိုညှက်နဲ့ဖမ်းယူပြီးချိုးပြလိုက်ခါဓာတ်ခံထားတဲ့လူကိုတိုက်ခတ်လိုက်ပါတယ်။တဖက်မှာလည်းရှင်ကရှောင်းတန်းကိုဖမ်းထားတဲ့လူကိုတိုက်ခတ်လိုက်ပါတယ်။အဲ့ဒီချိန်တယောက်ကသူတို့ကိုတနက်နဲ့ချိန်ခဲ့ပြီးရှင်ကအားလုံးကိုအန်နေများရဲ့လို့အော်ဟစ်ထရီပြလိုက်ပါတယ်။ ဒါပေမဲ့ရှောင်းတန်းကတော့အဲ့လူကိုတိုက်ခတ်လိုက်ပါတယ်။ခနာကြာမှတော့လူဇိုးရီကထောက်လာပြီးရှောင်းတန်းနဲ့အတူရှင်းတို့ကိုပါဖမ်းဝင်လုခဲ့ပါတယ်။ဒါကြောင့်ဆာကာမူရိုကရှောင်းတန်းကိုခေါ်ကထွက်ပြေးခဲ့ပြီးရှောင်းတန်းကတော့ရှင်းတို့ကိုရှင်းတို့ကဘယ်သူလဲလို့မေးလိုက်ပါတယ်။တစ်ဖက်မှာတော့ဒန်ရဲ့ဥက္ထာကရှောင်းတန်းကိုလွတ်သွားခဲ့တာကြောင့်ပောက်ကွဲနေခဲ့ပါတယ်။မိသားစုစုလုံးကိုတော့တတ်ခဲ့ပြီးမှရှောင်းတန်းကိုလွတ်သွားခဲ့တာကြောင့်သူကတပည့်ဖြစ်သူတွေကိုစူပူနေခဲ့ပါပြီ။အရင်နောက်မှတော့သူကကောင်မလေးကိုဆက်ပြီးလိုက်ဖို့ပြောနေခဲ့ပါတယ်။ဒါပေမဲ့ဘာရှူကအဲ့လူရဲ့ခေါင်းဖျက်ပစ်လိုက်လို့အားလုံးကလန့်သွားခဲ့ပါတယ်။ ဘာရှူကခေါင်းပြက်ကိုယူပြီးစွန်ဟီးကိုကြိလိုက်စမ်းသူကအတန်းငင်နေတော့မယ်လို့ပြောလိုက်ပါတယ်။ဒါအောင်မြင်တော့စွန်ဟီးကဘာရှောကိုလောင်းနေတဲ့မကစားကိုပြောပါတယ်။ဒါအောင်ကြည့်နေတဲ့အုတ်ထကတော့စိတ်ပြက်နေခဲ့ပါပြီ။အဲဒီနောက်သူကရှောင်းတန်းကိုလိုက်ရှာပြီးတောင်းအယူလာခဲ့ကိုပြောလိုက်ပါတယ်။ပြီးတော့လမ်းမှာဝင်ရှုံနေတဲ့လူတွေကိုကြိုက်တာလို့လို့ပြောလိုက်တော့စွန်ဟီးရဲ့မျက်နှာကဝန်းလွတ်သွားခဲ့ပါတယ်။တဖက်မှာလည်းရှောင်းတန်းတို့ကအိမ်ခေါင်းမိုးတွေပေါ်ပြေးလွှားနေခဲ့ပြီးရှောင်းတန်းကသူကမာဖီးယားမိသားစုကလို့ပြောပြပါတယ်။ သူမကိုလိုက်နေတဲ့လူတွေကသူ့ရဲ့လက်မင်းမှာဆွဲထားတဲ့တော့ကြောင့်မဲလို့ရှောင်းတန်းကရှင်းပြခဲ့ပါတယ်။ဒါဟုတ်ကျွန်တော်ရှင်းကဒီလိုအန်ရည်များတဲ့ပစ္စည်းကိုမြန်မြန်လွှတ်ပြလိုက်ဖို့ပြောပေမဲ့ရှောင်းတန်းကတော့လုံးဝမလုံးနိုင်ဘူးလို့ပြောလိုက်ပါတယ်။ဘာလို့လဲဆိုတော့သူမရဲ့မိဘတွေကဒီအရာကိုသူတို့ရဲ့တပ်နဲ့လဲပြီးကာဝယ်ခဲ့လို့ပါ။အဲဒီနောက်ရှောင်းတန်းကရှင်းတို့ကိုသူတို့နဲ့မသက်ဆိုင်တဲ့ကိစ္စတွေဝင်ပါစီခဲ့မိလို့တောင်းမနေလို့ပြောလိုက်ပြီးသူမကထွက်သွားဖို့လုပ်ပါတယ်။ရှင်းကသူမနောက်ကိုလိုက်ဖို့လုပ်ပေမဲ့စာကာမူတို့ကတားလိုက်ပြီးသူကရှောင်းတန်းကိုအသားပေါက်စီလောက်တက်လာလို့မေးလိုက်ပါတယ်။ ဒါတို့ကျောင်းတော်ရှောင်းတန်းကကြောင်းသွားပေမဲ့သူမကအဖေဖြစ်သူတင်မိတာလို့အနှဲငယ်လုတ်တက်ကြောင်းပြောပြလိုက်ပါရီရှင်ကစာကာမူတိုကိုဝင်ပါဖို့ပြောပေမဲ့စာကာမူတိုကတော့ဒီနေ့အတွက်ဇီဝဲမဲ့စီစဉ်ကိုဖျက်သိမ်းလိုက်ပြီလို့ပြောလိုက်ပါရီပြီးတော့သူကရှောင်းတန်းကိုကယ်မယ်လို့ပြောပြီးအသားပေါက်စီပြန်လုံခိုင်းမှုတွေးနေခဲ့ပါရီအဲ့ဒီချိန်ရုတ်တရက်ခြောက်တစ်ဖက်ကပေါ်လာပြီးစာကာမူတိုကိုကန်လိုက်တာကြောင့်စာကာမူတိုလွန်းထွက်သွားခဲ့ပါရီအရင်နောက်မှာတော့ဘန်ရှိုကပေါ်လာခဲ့ပြီးရှင်းကလည်းလန်သွားခဲ့ပါရီဒါအောင်မြင်တော့ရှောင်းတန်းကရင်းပါရာတွေကိုပြောနေရတာနဲ့ပဲလိုက်မိသွားခဲ့ပြီလို့ပြောပါရီ အဲ့ဒီချိန်စွန်ကြီးကဘာရှိုးကိုလူတက်တဲ့ပုံစံကမှောင်းနေကြောင်ပြောပြီးဘာရှိုးကတော့ပြီးမှပဲလောင်းနေကိုလှောက်အောင်ပြန်ဖြေလိုက်မယ်လို့ပြောလိုက်ပါတယ်။ရှင်းကရှောင်းတန်းကိုသူတို့ကဘယ်သူတွေလဲလို့မေးတော့ရှောင်းတန်းကသူတို့ကကြီးစားလူတက်သမားတွေလို့ပြောပြပါတယ်။ဘာရှိုးတို့ကကြီးမြင့်တဲ့လူတက်သမားတွေဖြစ်ပြီးသူတို့ကလက်ခံလိုက်တဲ့လူကိုလည်းရအောင်တပ်ပေးရပြီးတေးဆုံးသွားတဲ့လူရဲ့ဥကောင်းကိုပုံဆွဲရတာအရင်နှစ်သက်ပါတယ်။အဲ့ဒီချိန်စွန်ကြီးကတွဲရလူကိုယင်တက်မယ်လို့ပြောကရှင်းအောင်တိုက်ခိုက်ဖို့လုပ်ပါတယ်။ ပြီးတော့သူကရှင်းကိုတေးဆုံးသွားတဲ့မင်းရဲ့ငွေချင်းအတွက်စိန်ကောင်းမောင်လို့ပြောလိုက်တော့ရှင်းကယူနီယာလာလို့ပြန်ပြောလိုက်ပြီးစာကာမတိုရောင်တီဦးလာလို့မေးလိုက်ပါတယ်အဲ့ဒီချိန်ဘာရှိုကရှောင်းတန်းကိုတိုက်ခတ်ဖို့လုပ်နေချိန်စာကာမတိုကရောက်လာပြီးဘန်ရှိုကိုပိတ်ကန်လိုက်ပါတယ်သူရဲ့ကံကြကြောင့်ဘန်ရှူရဲ့မျက်နှာကကြမ်းကင်းနဲ့သွားမိတ်ဆက်ပြီးပြိုကျသွားခဲ့ပါတယ်။အရင်နောက်မှာတော့ဘန်ရှူကပြန်ထလာပြီးရှောင်းတန်းကတော့စာကောင်မတို့ကိုဘောချနေခဲ့ပါတယ်။နောက်တော့စွန်ဤကဘန်ရှူကိုဒီလူကအာတီလာပဲလို့ပြောလိုက်ပေမဲ့ရှောင်းတန်းကတော့ကိုလွယ်လွယ်ပေးမယ်ဆိုရင်လှလှလေးတတ်ပေးမယ်လို့ပြောလိုက်ပါတယ်။ ဒါပေမဲ့ရှောင်းတန်းကတော့ဒါကသူမတို့ရဲ့မိသားစုပစ္စည်းမလို့နေနှုတ်လိုကောင်းတွေကိုပေးနိုင်အောင်လို့ပြောလိုက်ပါတယ်။ဒါကိုကျွန်တော်စွန်ကြီးကဒေါသထွက်သွားပြီးနေနှုတ်ရဲ့မိဘတွေလည်းအဲ့လိုပြောပြီးထပ်ပိုင်းပြသွားကြတာပဲလို့ပြောလိုက်တော့ရှောင်းတန်းကဒေါသတွေထွက်ပြီးသူတို့ကိုပြေးဝင်တက်ခတ်ဖို့လုပ်ပါတယ်။ဒါအောင်မင်းတို့ရှင်းကတားလိုက်ပြီးစာကာမူတို့ကရှောင်းတန်းကိုအနောက်ပြန်ပို့လိုက်ပါတယ်။ရှောင်းတန်းကသူမကိုဘာလို့တားရလဲလို့မေးလိုက်ပြီးရှင်းကတော့ဒီလိုအပေါ်စားလှည့်ွက်တဲ့ဝင်သွားနေလို့ဆိုပါတယ်။အဲ့ဒီချိန်စွန်ကြီးကရှောင်းတန်းကိုဓားနဲ့လှမ်းပစ်လိုက်ပေမဲ့စာကာမူတို့ကဖမ်းလိုက်ပါတယ်။ ဒေါ်မင်းတို့စွန်ကြီးကဝင်းရှော့ဖို့ပြောကရှောင်းတန်းကိုသူ့ရဲ့မိဘတွေနဲ့တွေ့ရအောင်လှုပ်ပင်းနေရလို့ဆိုပါတယ်။ဒါကိုကျွန်တော်ဆာကာမူရိုကဘယ်အရာကတန်မိုးရှိရဆိုတာမင်းဆုံးဖြတ်စာမလို့လို့ပြောလိုက်တာကြောင့်ရှောင်းတန်းကသူမကိုဘလို့ကင်နေရလဲမေးပါတယ်။ဒါကြောင့်ဆာကာမူရိုကသူ့အောက်ကိုတွားတွေတုန်းကအချိန်ကုန်စည်းရတော့ခဲ့ပါတယ်။အဲတုန်းကအောက်ကသူ့ရိပင်နေတဲ့သူ့ကိုမြင်တော့လူတွေကမတတ်ဖို့ပြောပါတယ်။ဒါအပြင်သူမကအဲ့လိုပတ်စံနဲ့ရလာတဲ့လက်ဆောင်ကိုလည်းမလိုချင်ဘူးလို့ပြောပါတယ်။ ပြီးတော့အောက်ကတကယ်လို့ဆာကာမူတိုကသာဒီလောက်ကိုမစွန့်တော့နိုင်ရင်သူမနဲ့ဖြစ်နိုင်အောင်လို့ပြောကတိုက်ပွားခုံချတော့ခဲ့ပါတယ်။ဒါအောင်မြင်တော့ဆာကာမူတိုကလန်သွားပြီးအောက်ကိုအမြင်လိုက်ခဲ့ပါတယ်။ဒါပေမဲ့အောက်မှာရှိနေတဲ့နှင်းလေးကြောင့်သူမတို့ကဘာမှဖြစ်သွားခဲ့ပါဘူး။အောက်ကစာကာမိုတိုကိုသူကသူမကိုကယ်ရင်လို့တရားရုံးကလည်းတခြားသူတို့ကတန်မိုးရှင်ရန်နေလို့ပြောပြပါတယ်။ပြီးတော့သူမကစာကာမိုတိုကိုအရင်ကလုခဲ့တဲ့လူတတ်မှုတွေအတွက်လူတွေကိုတွက်နေတဲ့လောက်ကယ်ပြီးပေးဆက်ဖို့ပြောကလူတတ်ဖို့တားခဲ့ပါတယ်။ ဖမ်းမှာလဲဆာကာမူတိုရဲ့အတွေးကိုမြင်နေရတဲ့ရှင်းကဝမ်းနဲ့သွားချိန်ဆာကာမူတိုကရှင်းကိုလုံတက်ဖို့ပြောပါတယ်။ဒါကိုရှင်းကလက်ခံလိုက်ပြီးစွန်ဟီးတို့ကလည်းသူတို့ကိုစတင်တိုက်ခတ်ခဲ့ပါတယ်။ဒါပေမဲ့သူတို့ကတိုက်ခတ်မှုတွေအားလုံးကိုရှောင်လိုက်တာကြောင့်စွန်ဟီးကဘာရှိုကိုသူတို့ရဲ့အထူးတိုက်ခတ်ကိုသုံးဖို့ပြောလိုက်ပါတယ်။ပြီးတော့သူတို့ကဆာကာမူတိုကိုတိုက်ခိုက်ပြီးမင်းကိုအသားတော်လုံးပြင်မယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့ဆာကာမူတိုကတော့ချစ်ရလေတခုတော့မရှိနေခဲ့ပါဘူး။ဒါပေမဲ့သူကဇာနာသွားပြီလို့ပြောလိုက်တာကြောင့်ရှင်းကသူ့ကိုဆေးပလတ်စတာကပ်ပေးခဲ့ပါတယ်။ ဒါအောင်မြင်တော့ဘာရှိုးတို့ကမယုံနိုင်ဖြစ်နေခဲ့ပါပြီ။အရင်တော့သူတို့ကနောက်ထပ်တိုက်ကွက်ထုတ်လိုက်ပေမဲ့ဘာရှိုးကဆာကာမူတို့ရဲ့လက်မှာအဆော့ခံလိုက်ရပါတယ်။ပြီးတော့ဆာကာမူတို့ကဆွန်ဟင်းကိုလည်းတိုက်ခတ်ခဲ့ပါတယ်။ဒါကြောင့်ဆွန်ဟင်းကဆာကာမူတို့စာရှောင်းတန်းကိုတိုက်ခတ်ဖို့လုပ်ပေမဲ့သူ့ရဲ့တွေးကိုသိနေတဲ့ရှင်းကတားလိုက်ပါတယ်။နောက်တော့သူတို့ကနှစ်ယောက်စလုံးကိုကြိုးထုတ်လိုက်ပြီးရှောင်းတန်းကရှင်းတို့ကဘယ်လိုလူတွေလဲလို့မေးလိုက်ပါတယ်။တော့ကျွန်တော်စာကာမူတို့ကသူတို့ကတာမန်ဆိုင်ဝန်ထမ်းတွေပဲလို့ပြန်ပြောခဲ့ပါတယ်။သူရဲ့စကားကြောင့်ရှောင်းတန်းကပြောနေခဲ့ပြီးသူမကရှင်တို့ကတကယ်လူတွေပဲလို့ပြောလိုက်ပါတယ်။ အဲ့ဒီချိန်ဒန်ရဲ့ဥက္ကဋ္ဌကတော့ရှောင်းတန်တို့ရဲ့မိငါတက်တာရှေ့မှာရက်နေပြီးသူကချိန်နိုင်ခဲမြဖြစ်နေခဲ့ပါလေ။ယရနာရီကမက်ဆီရှေ့မှာရှိနေပေမဲ့တောမ်ရှိရာကြောင့်သူကတိုင်ပတ်နေခဲ့တာပါ။အဲ့ဒီချိန်ပါဆယ်လာပို့တဲ့အတန်းနဲ့တူရှင်းတို့ကရောက်လာပြီးဘာရှိုတို့ညီကိုကိုလာပို့ခဲ့ပါလေ။ဒါအောင်မြင်းတို့ဥက္ကဋ္ဌကလန်သွားနေချိန်ရှောင်းတန်ကရောက်လာပြီးသူ့ကိုဓာတ်နဲ့ထောက်ကချင်းချောက်ခဲ့ပါလေ။အရင်တော့သူမကဥက္ကဋ္ဌကိုထိုးချိတ်ပစ်လိုက်ပြီးမိငါတက်တာကိုဖွင့်လိုက်ပါလေ။ အထင်းမှာတော့မျိုးစင်ဆက်စုဆောင်ခဲ့တဲ့အကောင်းဆုံးပစ္စည်းတွေရှိနေပြီးရှောင်းတန်းကသူမဖေကသူမအတွက်ထားခဲ့တဲ့ရက်ပလင်းကိုတူသွားခဲ့ပါတယ်။ဒါကြောင့်သူမကရှင်းလို့ဘာအတူတောက်ဖို့ခေါ်ကဝိုင်းတောက်ခဲ့ပြီးဇလန်းလေးကလည်းခန်းရတော့ခဲ့ပါတယ်။